ကျွန်တော်ကိုယ်တိုင်20ဒေါ်လာမြန်မာငွေနဲ့ဆိုရင်9000ကျော်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ငွေထုတ်ရောက်မှာဆိုရင်လည်းပဲကျွန်တော်တို့ရဲ့အကောင့်လေးထက်ကိုတရားရခိုင်တော့ပတ်စံဝင်လာမှာပဲဖြစ်ပါတယ်ပေးပယ်အကောင့်မရှိတဲ့သူတွေဆိုရင်ကျွန်တော်စီမခေပေးဝေပေးလို့နဲ့ပတ်စံလာထုတ်လို့ရောက်မှာဖြစ်ပါတယ် EPP လေးကိုရယူမဲ့ဆိုရင် VPP လေးကို US နိုင်ငံမှာထားပြီးတော့ကွန်နက်တက်လုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe ပါလိမ့်နှိပ်ထားပြီးတော့ notification လေးကိုလည်းနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆို ချင်းပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အဆုံးထိလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်ကျွန်တော်ဒီ blade run ဆိုတဲ့ app လေးထဲကနေဒေါ်လာ90မြန်မာငွေနဲ့ဆိုရင်9000ကျော်ကိုပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါတယ်အခုချိန်ထိလောကတရားရခိုင်တို့ပေးเจ้าကိုလည်းကျွန်တော်တက်တင်တဲ့တကောပြပေးသွားမှာဖြစ်ပါတယ်ဒီထဲကနေပတ်စံထုတ်ဖို့ကိုလူတို့အနေနဲ့ ်ပေးပဲအကောင့်လောကစီစီရမလို့ဘူးပေါ့နော်ကျွန်တော်စီမခေပေးဝေပေးအကောင့်တခုခုစီယုံနေဒီတဲ့ကနေပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ပြောပြထားတဲ့လိုမျိုးလိုင်းလုပ်ပေးမှတာကိုလူတို့အနေနဲ့ဒီတဲ့ကနေခေပေးဝေပေးတို့နဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်โอเคဒီ app လေးကိုရယူမယ်ဆိုရင်ကိုလူတို့ကဖုတ်ထဲမှာစီတဲ့ဒီ app လေးတခုခုပေါ့နော် US နိုင်ငံမှာထားပြီးတော့ connect လုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့လေးကောင်ဒီတစ်ချေဝေလိုက်ပြီးဆိုရင်ဒီ play rush ဆိုတဲ့ app လေးကိုကိုလူတို့အနေနဲ့ install လုပ်ပေးရမှာဖြစ် ဖြစ်ပါတယ်ဒီမှာဆိုရင်ဒေါင်းလုဒ်အသုံးပြုသူကဆိုရဲ အဲကျွန်တော်တို့စီမှာဖြစ်ပြီးတော့စတောက်အရည်တွေကဆိုရင်ဒီမှာ၄သမခနဲ့စတောက်အရည်တွေစီပြီးတော့ review အရန်ကောင်းတဲ့ app လေးတစ်ခုဖြစ်ပြီးတော့ lower တရားရခိုင်တို့ပတ်စပ်ပြီးမှာပဲဖြစ်ပါတယ်ဒီ app လေးကိုကျွန်တော်တို့ download ဆွဲပြီးတော့ကစားမဲ့ဆိုရင်ကိုလူတို့အနေနဲ့ပထမဆုံးဒီနေရာလေးကိုရလာမှာဖြစ်ပါတယ်ဒီကောင်လေးကဆိုရင်ကျွန်တော်တို့ဘာမှလုံစရာမလိုဘူးပေါ့နော်မေးခွန်မေးဖြေလေးတွေလုံယုံနဲ့ဒီထဲကနေ coin လေးတွေကိုအလွယ်တကူစောက်ပြလို့ရမှာဖြစ်ပါတယ် a5 လေးလုံတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်တို့ a5 လေးလုံပြီးတော့ပတ်စပ်ထုတ်လို့ရလို့ပေါ့နော် ဂိန်ဆော့ပြီးတော့လက်ပတ်စာလေးတွေကိုထုံလို့ရမှာဖြစ်ပါတယ်ဒီထဲကနေပတ်စာထုတ်တဲ့နေရာကနှစ်နေရာအထိပါဝင်မှာဖြစ်ပြီးတော့ပထမတစ်ခုကဆိုရင်ဂိန်ဆော့ပြီးတော့ပတ်စာထုတ်တဲ့သူတွေဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကပတ်စာအပူစာလေးကိုနှိပ်ပြီးတော့1ဒေါ်လာကနေအနည်းဆုံးစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ် KP ဝပေတို့နဲ့ပတ်စာထုတ်မယ်ဆိုရင်ကိုလူတို့အနေနဲ့ထူလီဒေါ်လာအနည်းဆုံးစီထားမှသာဒီကျွန်တော်စီမှာ KP ဝပေတို့နဲ့ပတ်စာလာထုတ်လို့ရမှာဖြစ်ပါတယ်ဒီထဲကနေ KP ဝပေတို့နဲ့ပတ်စာထုတ်တဲ့နေရာလေးကိုလည်းကျွန်တော်ဗီဒီယိုထဲမှာ မှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီထဲကနေပေးပယ်ကောက်စီးတဲ့သူတွေဆိုရင်1ဒေါ်လာကနေအနေဆုပ်စားတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ကကွိုင်လေးတွေကိုရယူမယ်ဒေါ်လာလေးတွေကိုရယူမယ်ဆိုရင်ကိုလူတို့ကဒီမှာသူပေးထားတဲ့မေခေါ်မေးဖြေလေးတွေကိုဖြည့်ပေးရုံနဲ့ကွိုင်လေးတွေစုလို့ရမှာဖြစ်ပါတယ်ဒီကွိုင်လေးတွေကနေ30ဒေါ်လာလေးတွေရစီလာမှာဖြစ်ပြီးတော့ဒေါ်လာလေးတွေကိုကျွန်တော်တို့ကပတ်စံပြထုတ်လို့ရမှာဖြစ်ပါတယ်โอเคဒီမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီအောက်ကပါစပို့လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်လည်းပဲဒီကြော်ညာတပုတ် ကြည်ပေးရုံနဲ့ coin လေးတွေကိုယာယူလို့ရမှာဖြစ်ပါတယ်။ဒီအောက်ကကျွန်တော်တို့ reward ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုရင်လည်းပဲဒီမှာကျွန်တော်တို့ဒီလှကြီးဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ပေါ့နော် spell လေးတွေကိုလှက်ပေးရုံနဲ့ကျွန်တော်တို့က coin လေးတွေယာစီလာမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီမှာ mini gain လေးပေါ့နော် mini gain လေးကိုကျွန်တော်နှိပ်လိုက်တဲ့အခါမှာဆိုရင်ဒီမှာ gain လေးတွေကိုကစားပြီးတော့ဒီ away လေးကလန်နေမှာဖြစ်ပါတယ်။ away လန်နေတဲ့အခါမှာဆိုရင်ဒီထက်ကနေကျွန်တော်တို့ coin လေးတွေယာယူလို့ရမှာဖြစ်ပါတယ်။ gain စောစောမလိုဘူးပေါ့နော်ဒီတိုင်း အပေါ်အောက်ကိုကျွန်တော်တို့ကဆွေးပေးထားရုံနဲ့ဒီထက်ကနေ꽌ရနေရာတရာစီကိုရာစီလာမှာဖြစ်ပါတယ်ဒီထက်ကနေဂိမ်းဆော့ပြီးတော့ပတ်စံထုတ်ချင်တဲ့ကိုလူတို့အသွေးဆိုရေပေါ့နော်ဒီအပေါ်ကပတ်စံအိပ်ပူဇာလေးကိုတချင်နှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ကဒီပေးပံလေးကိုတချင်ရွေးပေးရမှာဖြစ်ပါတယ်ပေါ့နော်ဂိမ်းဆော့တဲ့သူတွေဆိုရင်အနည်းဆုံး1ဒေါ်လာကနေစတဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်စီမှာပေါ့နော်ခေပေးဝေပေးတို့နဲ့ပတ်စံလောက်ထုတ်ချင်တဲ့သူတွေအသွေးဆိုရေ3ဒေါ်လာကနေအနည်းဆုံးကျွန်တော်ကထုတ်ပေးမှာဖြစ်ပါတယ်3ဒေါ်လာပြီးမှတ ကျွန်တော်စီမှာ KB ဝေဘီတို့နဲ့တော့ထုတ်လို့ရမှာဖြစ်ပါတယ်။ထူလီတော်လာကိုကျွန်တော်တို့ကကြီးချေတဲ့ဆိုရင်ဒီနေရာလေးကိုပဲအတေကကြီးပေးပေါ့လို့အစေးကကျွန်တော်တို့ဇီတို့နေရာမှာထူလီဖြင်းမသားဒီထိုက်ကနေထူလီတော်လာကျွန်တော်တို့ပြီးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ quality တွေကိုမြများများဆောက်ပေးမယ်။ဒီ quality တွေရရှိလာနဲ့ဒီမှာကျွန်တော်တို့ကဒေါ်လာအနေနဲ့ရရှိမှာဖြစ်ပါတယ်။ဒီဒေါ်လာလေးတွေကထူလီဒေါ်လာပြီးသွားတဲ့အခါမှာဆိုရင်ဒီအောက်ကထူလီဒေါ်လာလေးကိုတစ်ချိန်နှိပ်ပါပေါ့လို့ဒီထဲကနေ KB ဝေဘီတို့နဲ့ပတ်စံမထုတ်ခင်မှာကိုလူတို့ကကျွန်တော်ကိုဓာတ်ရဲ့အရေး ည်ဆက်တွယ်ရမှာဖြစ်ပါတယ် Telegram channel လေးကိုဝင်ပါကျွန်တော်ကိုတိုင်ရဲ့အရေးဆက်တွယ်ပြီးမှတော့ကိုလူတို့ကဒီထဲကနေကျွန်တော်ကပေးပတ် Gmail လေးကိုပေးမှာပေါ့နော်ပေးပတ် Gmail လေးကိုပေးလိုက်တဲ့အခါမှာဆွေကိုလူတို့ကကျွန်တော်ပေးလိုက်တဲ့ပေးပတ် Gmail လေးကိုဒီနေရာလေးမှာဒီဝင်လို့နောက်ဆွေနေရာလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ပေးထားတဲ့ပေးပတ် Gmail လေးကိုထည့်ပေးလိုက်မဲ့ဆိုရင်ကျွန်တော်ကဒီထဲကနေပတ်စံထုတ်ပေးမယ်ကျွန်တော်ရဲ့ပေးပတ်အကောင့်ဒီထဲကိုရောက်စီးလာပြီးဆိုရင်ကျွန်တော်ကနေတဆေ KP ဝပေးတို့နဲ့ပတ်စံပြန်ထုတ်ပေးမှာဖြစ်ပါတယ်ဒီထဲကနေ Gmail မေနဲ့လောက်အောင်မထုံးနဲ့ပေါ့နော်ဂျီမေနဲ့ထုံးမယ်ဆိုရင်ကျွန်တော်ကအခုလေးစအချိန်မှာလေးတွေကျွန်တော်မယူပေးသေးဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ PayPal account နဲ့ကျွန်တော်ဒရိုက်ပတ်စံထုတ်ပေးမှာဖြစ်ပါတယ် Okay နောက်ထပ်တစ်ခုကဆိုရင်ကျွန်တော်တို့ A5 flight လောက်တဲ့တူတွေပေါ့နော် A5 flight လောက်တဲ့တူတွေဆိုရင်ဒီအောက်က reward ဆိုရင်နေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပါဒီမှာ A5 နေရာလေးကိုတက်ချင်နှိပ်ပေးလိုက်ပါ A5 flight လောက်တဲ့တူတွေဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့က A5 နောက်ဆိုရင်နေရာလေးကိုတက်ချင်နှိပ်မဲ့ဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်လေလေးကိုရယူလို့ရမှာဖြစ်ပါတယ်ဒီအောက်မှာဆိုရင်ကျွန်တော် ဲကျွန်တော်တို့ရဲ့ကိုယ်ပဲကိုယ်လေးပဲဖြစ်ပါလေဒီထဲကနေကျွန်တော်တို့ A5 လေးလောက်ပြီးတော့ရရှိလာတဲ့ဒီအပေါ်က quality တွေကိုကျွန်တော်တို့ကပတ်စာပြန်ထုတ်မယ်ဆိုရင်ဒီကောင်လေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့နှိပ်ပေးလိုက်ပြီးဆွဲဒီမှာ reading တော့ဆွဲနေရလေးကိုတစ်ချင်နှိပ်ပေးလိုက်ပေါ့ okay A5 လေးလောက်တဲ့တူတွေဆိုရဲဒီညာလေးမှာ2ဒေါ်လာကနေအနည်းဆုံးစတဲ့ထုတ်လို့ရမှာဖြစ်ပါတယ်တကယ်လို့ပေါ့နော်ဒီညာလေးမှာဒီ KP ဝပီတို့နဲ့ပတ်စာပြန်ထုတ်ချိန်တဲ့ကိုလူတို့အတွဲဆိုရဲ A5 လေးလောက်တဲ့တူတွေဆိုရဲ2ဒေါ်လာကနေကျွန်တော်အနည်းဆုံးထုတ်ပေးမှာဖြစ်ပါတယ် ဒီထက်ကနေ KB ကိုဘီဒိုနဲ့ပတ်စံပြန်ထုံးမယ်ဆိုရင် Gmail နဲ့လောကမထုတ်ပါနဲ့ကျွန်တော်ကိုတိုင်ရဲ့အရေးဆက်သွယ်ပေးပါတော့ကျွန်တော်က PayPal Gmail လေးကိုပေးမယ်ကျွန်တော်ပေးထားတဲ့ PayPal Gmail လေးကိုကိုလူတို့ကထည့်ပြီးတော့ချိန်ထုတ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ PayPal account လေးထက်ကိုပတ်စံဝေလာတဲ့အခါမှာဆိုရင် KB ဝေဘီဒိုနဲ့ကျွန်တော်ကမြန်မာဝေပြန်လဲပေးမှာဖြစ်ပါတယ် Okay ဒီထက်ကနေကျွန်တော်ကဒေါ်လာ20ကိုထုတ်ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒေါ်လာ20ကိုမြန်မာဝေ3000ကျော်နီးပါးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကဒီမှာဒေါ်လာ20ပြီး းနေပြီမို့လို့ဒီအောက်ကဒေါ်လာ24ကိုကျွန်တော်တစ်ချက်ရွေးပေးมาဖြစ်ပါတယ်ဒေါ်လာ20ကိုကြီးချင်တယ်ဆိုရင်ကိုတူတူအနေနဲ့ဒီမှာကြီးလို့ရတယ်ပေါ့နော်အစေးကကျွန်တော်တို့ဒီ20ပြင်းမှသာဒေါ်လာ20ကပြီးมาဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေရာလေးမှာကျွန်တော်အသေးစိတ်ကြည်ထောက်ဖို့တော့လိုပါတယ်ကျွန်တော်မှဆိုရင်ဒေါ်လာ20ပြီးနေပြီမို့လို့ဒေါ်လာ24ကိုတစ်ချက်ထောက်มาပေါ့နော်ကျွန်တော်ကဒေါ်လာ20ကိုပတ်စံထုတ်ပြပေးသွားมาဖြစ်ပါတယ် okay ဒေါ်လာ20ကိုထုတ်မယ်ဆိုရင်ဒီမှာဒီဒီအောက်ကဒီ20ကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါဒီအောက်က withdraw နောက်ဆွေနေရာလေး ေးကိုတက်ချင်နှိပ်ပေးလိုက်ပါ။ Okay ဒီနေရာလေးမှာကျွန်တော်တို့ PayPal ကဖိထားတဲ့ Gmail လေးကိုထည့်ပေးရမှာဖြစ်ပါတယ်။ကိုလူတို့အနေနဲ့ဒီထဲကနေ KPW ပေးလို့နဲ့ပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်စီမှာ PayPal Gmail လေးလာတော့ပေါ့နော်။ကျွန်တော် PayPal Gmail လေးကိုပေးမယ်ကျွန်တော်ပေးထားတဲ့ဒီ PayPal Gmail လေးကိုထည့်ပြီးတော့ဒီနေရာလေးမှာချိန်ထုတ်ပေးလိုက်ပေါ့နော်။ PayPal account တွေထက်ကိုပတ်စံဝေလာတဲ့အခါမှာဆိုရင် KPW ပေးလို့နဲ့ကျွန်တော်ကပတ်စံပြထုတ်ပေးမှာဖြစ်ပါတယ်။ Okay ဒီမှာဆိုရင်ကျွန်တော် PayPal account ဖိထားတဲ့ Gmail လေးကိုကျွန်တော်တစ်ချိန်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ပေါ့နော်။ okay ဒီလိုကျွန်တော်တို့ paper account ဖွင့်ထားတဲ့ gmail လေးကိုဒီညလေးမှာထည့်ပေးလိုက်ပြီဆိုရင်မှတ်ကန်အောင်နေကျွန်တော်တို့တီချာလေးဆက်ဆဲပေးပါလို့ modern နဲ့ကျွန်တော်တို့ရဲ့ paper account လေးထက်ကိုပတ်စံကဝေလာမှာမဟုတ်ပါဘူးဒါကြောင့်မလို့ဒီညလေးမှာ gmail လေးကိုတီချာလေးထည့်ပေးဖို့ကျွန်တော်အကြံပေးခြင်းပါတယ်ဒီအကောက်ဝေလို့နောက်ဆွေနေရာလေးကိုတစ်ချက်နှဲ့ပေးလိုက်ပါဒီနေရာလေးမှာဆွေလည်းပဲကျွန်တော်တို့ရဲ့ဒီ gmail လေးကမှတ်မမှတ်တီချာလေးဆက်ဆဲပေးပါမှတ်ကန်ပြီဆိုရင်ဒီအကောက် confirm ဆွေနေရာလေးကိုတစ်ချက်နှဲ့ပေးလိုက်ပါဝေလို့ဆက်ဆက် fully ဆိုပြီးတော့ပြောင်းပေးနေပြီပဲဖြစ်ပါတယ်ဒီအ ောက်ကကော်ဖတ်ဆွေနေရာဒီကိုတက်ချင်နေပြလိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ထုတ်ယူထားတဲ့ဒေါ်လာ20ကဆိုရင်အန်ဒါရီဗျူးအနေနဲ့သူကပြပေးထားမှာဖြစ်ပါတယ်ပတ်စံထုတ်တဲ့ကြာချိန်ကဆိုရင်82နှစ်နာရီအတွင်းမှာကျွန်တော်တို့ရဲ့ပေးပတ်အကောင့်လေးတစ်ခုပတ်စံဝင်လာမယ်လို့သူကပြောထားခြင်းပဲဖြစ်ပါတယ်ဒီထက်ကနေဒေါ်လာ20ပတ်စံဝင်လာတဲ့အခါမှာဆိုရင်ကျွန်တော်ဖမ်းမပြပေးသွားမှာဖြစ်ပါတယ် โอเคဒီမှာဆိုရဲကျွန်တော်ငွေထုတ်ထားတဲ့ဒေါ်လာ20ကားဆိုရဲကျွန်တော်တို့ရဲ့ပေးပတ်အကောင့်လေးတက်ကိုပတ်စံဝင်လာပြီပဲဖြစ်ပါလေဒီမှာဆိုရဲဒေါ်လာ20ပေါ့နော်ကိုလူတို့မြေတဲ့တိုက်ပဲကျွန်တော်တို့ရဲ့ပေးပတ်အကောင့်လေးတက်ကိုလောကတရားရခိုင်တော့ဝင်လာတဲ့ APP လေးဖြစ်တာကြောင့်မလို့ဒီ APP လေးတက်ကနေကိုလူတို့အနေနဲ့ဒေါင်းလုဒ်ဆွဲပြီးတော့ပတ်စံလေးတွေကမြောက်ဆွေးလို့အရာမှာဖြစ်ပါလေโอเคလောကတရားရခိုင်တော့ပြီးကြောက်ကိုတက်ကိုလူတို့အနေနဲ့တိတ်တင်တယ်ကွာမြေတွေ့ရပြီပဲဖြစ်ပါလေโอเคနောက်ထပ်ဗီဒီယိုမှာဒီလိုတရားရခိုင် Channel PDA APP တွေနဲ့တို့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်